ါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက်ကရစ်1388ခုနဲ့တပေါင်းလာပြည့်ကျော်6ရက်ခရစ်နှစ်2019ခုနဲ့မတ်လ18ရက်စနေနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှရှိစားကြမဲ့သတင်းတွေမှာဆိုရင်တော့အရင်အစိုးရလက်ထက်ကပြဿနာတွေကိုဖြေရှင်းနေရလို့အချိန်နဲ့ငွေကုန်နေတယ်လို့မကွေးတိုင်းဝကြီးချုပ်ကပြောကြားလိုက်တဲ့သတင်း။ သတင်းမီဒီယာကောင်စီကပထမဆုံးချိန်ပြုလုပ်တဲ့စာတမ်းဖတ်ပွဲအကြောင်းစင်ကာပူနိုင်ငံသားတွေဟာကမ္ဘာအချိန်အနည်းဆုံးလူတွေထဲမှာ ပါဝင်နေကြောင်းလေးလာတွေ့ရှိခဲ့တဲ့သတင်းစားတဲ့တဲ့နဲ့တူတခြားတို့ရတဲ့ပြည်တွင်းပြည်ပါတဲ့နဲ့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုပရမအဆုံးနေနဲ့မလုတ်တဲ့မဲလုတ်ခဲ့တဲ့အလုပ်တွေလုတ်တဲ့မာလျက်နဲ့မလုတ်ဖဲထားခဲ့တဲ့အလုပ်တွေကြောင့် အဲ့ဒီပြဿနာတွေကိုလိုက်ပြီးဖြေရှင်းပေးနေရတာဟာတာဝန်ကြီးတခုဖြစ်နေရလို့မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကပြောကြားလိုက်ပါတယ်။အဲ့ဒီပြဿနာတွေကိုဖြေရှင်းနေရလို့ကုံမဲ့အချိန်နဲ့ငွေတွေကိုတခြားဖွံ့ဖြိုးရေးနေရာတွေမှာသုံးနိုင်ကြောင်းကျေးမုံသတင်းစာရဲ့မေးမြန်းချက်မှာပြောဆိုထားတာပါ။မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကဝန်ထမ်းတွေကိုအေးအေးယူအပြစ်ပေးတာ၊ယာဒူးလျှော့တာ၊နေပြောင်းတာတွေမလုပ်ချင်ပါဘူးလို့ပြောပါတယ်။ဒါပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတအူးကိုအလုပ်ဖြုတ်ရတာအကြရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကစစ်ဆေးပြီ အပြစ်ရှိတဲ့အတွက်အရေးယူခံရမှာဆိုလို့ထွက်ပြေးနေတယ်။မြို့နယ်တရားသူကြီးတဦးနဲ့ခရိုင်ပညာရေးမှူးတဦးလည်းရှိနေပါရဲ့ရှင်။သတင်းမီဒီယာသမိုင်းကြောင်းကိုသိရှိအောင်သတင်းမီဒီယာကောင်စီကပထမဆုံးချိန်စာရန်ဖတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတောက်အောင်ကျုံမိုးကပေးပို့ထားပါတယ်ရှင်။မက်လာ၁၈ရက်နေ့ကရန်ကုန်မြို့မြို့တော်ခမ်းမမှာပထမဆုံးချိန်သတင်းမီဒီယာစာရန်ဖတ်ပွဲနဲ့စောင်းဇီအောင်ပွဲကိုပြုလုပ်ခဲ့တာပါ။ အဲ့ဒီစာရန်ဖတ်ပွဲမှာသတင်းမီဒီယာကောင်စီဝင်နေတယ်။ပြမကပညာရှင်တွေကစာရန်ဆက်နဆောင်ကိုတင်သွင်းခဲ့တာဖြစ်ပြီးသတင်းမီဒီယာဖွံ့ဖြိုးဖို့လှုံ့ဆော်တာဖြစ်ပေမဲ့လိုအပ်ချက်တွေရှိနေပါသေးတယ်။ American Solution အားလုံးကိုကျွန်တော် open ခေါ်ပြီးတော့အဲဒီပါဝင်ရှင်ပြန်မှုပေါ့နော်။ရှင်ပြန်ပြီးတော့မှကျွန်တော်တို့ကဒီဘက်က credit ရွေးချယ်ပြီးတော့မှအဲ့ paper တွေစစ်ထုတ်တင်တာပေါ့။နောက်ကောင်စီကလည်းဒါပထမဆုံးအကြိမ်ဖြစ်တဲ့ခါကျတော့လက်နိုင်ချင်တိုင်းလှုပ်ချင်တယ်ဆိုတော့အများဆုံးဖြတ်ချက်ပေါ့နော်။ကျွန်တော်အနေနဲ့ဆိုရင်တော့ အဲကျွန်တော်လဲဆိုးလို့ဘက်မှာတင်ပြခဲ့တာရှိပါတယ်ဒီမတိုင်ခင်စီးပွားတွေမှာကျန်တဲ့ဒင်းစားဆရာတွေကဖိတ်ခေါ်ဖို့အတွက်ပေါ့နော်ဒါပေမဲ့အကောင်စီအများစုလူကြီးအများစုကတော့လက်နက်အခြေခံလည်းဖြစ်ချင်တယ်နောက်ပြီးတော့မှပထမဦးဆုံးချိန်လည်းဖြစ်တဲ့ခါကျတော့သူတို့အနေနဲ့တင်းဆောင်လည်းမခံတဲ့လက်ခါကျတော့ကန့်သတ်မှုတွေလောက်ရည်ဆိုပြီးတော့မှအဲ့လေကျွန်တော်တို့အများရဲ့သဘောတူညီချက်နဲ့ပဲအခုလိုမျိုးပေါ့နော်ကောင်စီဝင်တွေအများစုကပဲရည်တဲ့အစ်စ်ဖြစ်သွားတာပါအခုစာရန်ဖက်ပေါ်ရမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဆွေရလက်ထက်မှာပထမဆုံးဖက်ကြားခဲ့တာဖြစ်ပြီး ဥနေဝင်အစိုးရမတက်ခင်ကမီဒီယာသမိုင်းကြောင်းဆိုတဲ့စာရန်ဖက်ပွဲပြုလုပ်ခဲ့ပါတယ်။အခုသတင်းမီဒီယာစာရန်ဖက်ပွဲမှာအတိတ်ကသတင်းစာသမိုင်းတွေလောက်သာစာရန်တင်သွင်းတာတွေရှိပြီးလက်ရှိမီဒီယာလောကကိုတုံ့တန်မှုတွေအားနည်းနေတယ်လို့အထက်မှာပြီးသတင်းစာသမိုင်းကြောင်းကိုစာရန်တင်သွင်းတဲ့စာရေးဆရာဆရာကျော်ရင်မြင့်ကပြောပါတယ်။တင်သွင်းတဲ့စာရန်တွေဖတ်ကြည့်တဲ့အခါမှာကျွန်တော်အပါဝင်စာရန်တော်တော်များများက အတိတ်ကိုပဲပြန်ပြောတဲ့စာရန်တွေပိုများပါတယ်။အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ချက်တွေကို ဖြည့်စည်းတဲ့ထောက်ပြတဲ့စာရန်မျိုးတွေလဲနောက်ပိုင်းမှာပို့ပြီးတိုက်တွန်းရေးသားစီမယ်ဆိုရင်တော့အထောက်အကူပို့ပြီးဖြစ်လာမယ်လို့ယုံကြည်ပါတယ်ဗျမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကဥဆောင်ကျင်းပါတယ်သတင်းမီဒီယာကောင်စီစာရန်ဖက်ပွဲကိုမတ်လ18ရက်19ရက်နှစ်ရက်ကျင်းပသွားတာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံဖို့မျိုးတို့တက်ဖို့အတွက်ပြည်ရင်းပြည်ပကလုပ်ငန်းရှင်တွေလက်ထဲကိုစီးပွားရေးလုပ်ငန်းတွေပေးအပ်ဖို့လိုတယ်လို့ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းတောက်နေမင်းခကပေးပို့ထားပါရရှင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနဲ့နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံပွဲအခမ်းအနားမှာစီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကအဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံပွဲကိုရန်ကုန်မြို့ပြည်လန်းပေါ်မှာရှိတဲ့နူဘိုတယ်ဟိုတယ်မှာမတ်လ16ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာရဲ့စီးပွားရေးကော်မရှင်တွေကတီဝေါ်ဖိုင်ကိုခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေလက်ထက်မှာရှိစီရ မလုံလောက်အပြင်နဲ့ကျွန်တော်ရဲ့ random my sense နဲ့စက်မလုံလောက်တဲ့ကျွန်တော်ရဲ့စီးပွားရေးလုံလောက်တဲ့ကျွန်တော်ကမှကန်ချာစရာအကြောင်းဘာမှမရှိဘူး။ကျွန်တော် business manager ကိုလမ်းလဲဘူး။ကျွန်တော်စီးပွားရေးလုံရရလမ်းလဲဘူး။အုတ်ချုပ်ဝယ်လာတယ်။ဒီလိုလားတဲ့ညာတော့တဲ့ဒီလိုလားတဲ့တိလောက်တဲ့ဒီလိုလားတဲ့အပြေးဖော်လို့စီးပွားရေးလုံရှင်ကျွန်တော် social နေပါပဲ။ဘာလို့လဲတဲ့ အစိုးရအနေနဲ့နိုင်ငံတကာနိုင်ငံအဖွဲ့အစည်းတိုးတက်ဖို့အတွက်လိုအပ်တဲ့တရားဥပဒေတွေပြဋ္ဌာန်းဖို့နဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုပတ်မိုးဆောင်ရွက်ဖို့သာဖြစ်ပြီးစီးပွားရေးလုံးဆရာမလိုဘူးလို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။အစိုးရကစီးပွားရေးလုံးဆရာအကြောင်းရှိပြီလို့ပြောတယ်။အစိုးရကနိုင်ငံမတော်တူတဲ့ရေးအတွက်လိုအပ်တဲ့စီးပွားရေးကဥပဒေလိုလိုမှုတွေကိုပြဋ္ဌာန်းဖို့ဒီကနေ့ကလည်းစီးပွားရေးကဥပဒေနဲ့ဒီတရားဥပဒေကိုလည်းဆက်ကျေလို့ဖို့ပဲလိုအပ်တဲ့နေရာမှာကျွန်တော်တို့လိုအပ်လို့ပတ်ဖို့ဆောင်ရွက်ဖို့ ျန်နာကနိုင်ငံတော်ထုတ်ပြန်တဲ့ရေးဆိုလို့ရှိရင်စီးပွားရေးမလုပ်တတ်တဲ့အစိုးရကြီးလွတ်ဆောင်မလို့ပဲလေစီးပွားရေးတကယ်လွတ်တတ်တဲ့လူမဲရှိတဲ့လက်ထက်ကိုကျွန်တော်ပြည့်ရထောင်ပရေးကြီးမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနဲ့နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံတဲ့အဲ့ဒီပွဲကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေပြင်ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေပါတက်ရောက်ခဲ့ပါတယ်ခင်ဗျာစင်ကာပူနိုင်ငံသားတွေဟာတ냐ကိုပြန်မြောက်အဖြစ်6နာရီကြောတာအိတ်ဆက်ပြီး ကမ္ဘာပေါ်မှာအချိန်အနည်းဆုံးနိုင်ငံတွေထဲမှာပါဝင်တယ်လို့စစ်တမ်းတစ်ခုကဖော်ပြလိုက်ပါတယ်။အခြားအာရှနိုင်ငံတွေဖြစ်တဲ့ဟောင်ကောင်၊တောင်ကိုရီးယားနဲ့ထိုင်ဝမ်တို့ကလည်းအိတ်ဆက်ချိန်အနည်းဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။ကမ္ဘာပေါ်မှာအိတ်ဆက်ချိန်အများဆုံးနိုင်ငံကတော့တညပြန်းမြအိတ်ချိန်9နှစ်ရှိတဲ့ဆွစ်ဇာလန်နိုင်ငံဖြစ်ပြီးတညတာအိတ်ဆက်ချိန်အများဆုံးနေရာမှာတော့ဥရောပနိုင်ငံတွေကနေရာယူထားပါတယ်။ လေးလာမှုတွေရာစင်ကာပူနိုင်ငံသားတွေရဲ့54ရာခိုင်နှုန်းဟာပည့်ရက်တွေကလွဲပြီးကျန်တဲ့ရက်တွေမှာအေးအေးဝါးလေးမရှိဘူးလို့ဆိုပါတယ်ရှင်။ MCN သတင်းဌာနကလည်းဒီကနေ့ညနေတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်လေးကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်။ကျမမြင့်တင်စားပါရှင်။